အဋိဋ္ဌံနဲ့အဖြတ်အဋိဋ္ဌံကို ပြတ်အောင် ဖြတ်တယ်ဆိုတာဟာတမာတိကိုစမ်းတော့ပါပဲအလွယ်ပြောရရင်တော့မိမိရဲ့စိတ်ဘလောက်ခိုင်လဲစမ်းတဲ့ဘောပါလူတွေဟာမိမိအဋိဋ္ဌံမိမိအလုပ်ကိုဖြတ်ပြီဆိုရင်နတ်ဆိုးတွေပညာသည်တွေအောက်လန်းအတိုက်ခိုင်အနောက်ရှက်တွေဖြတ်တယ်ပဲထင်နေကြတယ်တကယ်တော့သူတို့အနောက်ရှက်တာကနည်းပါလေတကယ်စမ်းသက်နေတာကအထက်ပုဂ္ဂိုလ်တွေလည်းပါတယ်။နောက်ပြီးမိမိရဲ့စိတ်ကိုယ်တိုင်ကမိမိကိုစမ်းသက်နေတာပါပါလေ။ လောဘမဖြစ်အောင်စိတ်ငြိမ်အောင်တမထလေ့ကျင့်နေသူကို လောဘစိတ်တွေဖြစ်ပေါ်စေမဲ့အကြောင်းတရားတွေဖန်တီးတဲ့စံသက်လေးရှိတယ်။အဲ့ဒီပုံမှာမိမိရဲ့စိတ်တရံကိုတည်ငြိမ်စွာဆက်လက်ထားနိုင်မှာဆိုရင်တော့တမာရီဟာတစင်မီတစင်တက်သွားမှာပါ။ဒီပုံမှာလောဘစိတ်ကိုမထိန်းနိုင်ပဲလွန်ကဲစွာဖောက်ဖျက်မိမှာဆိုရင်ဒိဋ္ဌံဟာပျောက်ပြတ်သွားပါမယ်။သတိပြန်ကန်ရင် အစကပြန်အားထုတ်နိုင်မယ်။လောဘစိတ်ထဲမှာပဲနှိမ့်ညွှန်ရင်တော့အကျဉ်းစခန်းမှာကြာရှုံးတာပါပဲ။ ဒေါသမဖြစ်အောင်ကြင်ကြင်လေဒီလိုပါပဲဒေါသထွက်နိုင်မဲ့အကြောင်းတရားတွေနဲ့ဆန်းသက်တယ်ဓာရီကိုကြော်ဖြတ်နိုင်မှာအကျင့်စခန်းမှာတိုးတက်ပါမယ်ပရိစိတ်နေတဲ့ပုံကူဟာလည်းဒီလိုပါပဲပရိကိုရဲ့စိတ်ပါမယ်ဒိဋ္ဌံထားရင်ကိုရဲ့အတွင်ကြုံရတာပါပဲအရက်တောက်တဲ့သူကိုရဲ့အတွင်မတောက်ပါဘူးဒိဋ္ဌံထားရင်ကိုရဲ့အတွင်မှာပဲမတောက်မနေရအခြေအနေတွေကြုံရတာပါပဲအဲ့ဒီမှာဒိဋ္ဌံဟာပြတ်တာပါပဲအဲ့ဒီတော့မှတ်ထားမှာပါအဋိဋ္ဌံတည်ထားပြီဆိုရင် အယက်သမားအယက်နဲ့စမ်းတယ်အပျော်သမားကိုအပျော်နဲ့စမ်းတယ်အစားသမားကိုအစားနဲ့စမ်းတယ်ရန်သမားကိုရန်နဲ့စမ်းတယ်ဒီစိတ်သူဟာရန်ဖြစ်ရင်လည်းဒိတ်ထန်ပြတာပါပဲကာမစိတ်ကြီးမားသူကိုကာမစိတ်နဲ့စမ်းတယ်ဒီနေရာမှာထပ်ပြီးမှတ်ထားရမှာကအင်းတောက်တဲ့ပုဂ္ဂိုလ်ဟာ9ရက်အတွင်းကာမဂုဏ်မဆက်ရှယ်ရဘူးဈေးတောက်တဲ့ပုဂ္ဂိုလ်ဟာ3ရက်အတွင်းကာမဂုဏ်မဆက်ရှယ်ရပါဘူးဒီချင်းတွေကိုကြော်ဖြစ်နိုင်မှာအဋိဌံဟာအောင်ပါလိမ့်မယ်စိတ်ခံစားမှုကိုကိုယ်ကပါသွားရင အတိတ်ထံဟာပြတ်မှာပါ ကုသိုလ်အကုသိုလ်သဘောရကြည့်မယ်ဆိုရင်တော့အတိတ်ထံပြတ်လဲကောင်းတာလို့ဖြစ်တဲ့အတွက်ဒီအတွက်ကုသိုလ်အကျိုးကတော့ရရှိစေမှာဖြစ်ပါလေအတိတ်ထံ80ပဲလို့ခေါ်တဲ့အတိတ်ထံကြောင့်ပြီးစီးခြင်းအကျိုးတရားတွေကတော့ပြတ်သွားတဲ့အတွက်ကိုယ်နဲ့လွဲချော်သွားပါမယ်ဒီတော့ပါရမီရှင်တွေမှတ်သားထားမှာကအတိတ်ထံမီဂုဏ်တော်တွေစိတ်ပွားနေတာတရဏဂုဏ်တွေစိတ်ပွားနေတာဟာကုသိုလ်ကောင်းမှုပြုနေခြင်းဖြင့်ဒါနသီလဘာဝနာမေတ္တာဥပိ္ပခါလို့ဆိုတဲ့ ပါရမီ7ပါးတပါးဖြစ်တဲ့ဒိဋ္ဌာနာအဋ္ဌိဌံပါရမီဖြစ်ကျင့်နေတယ်ဆိုတာလဲသိဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်။နောက်ထပ်သတိထားရမယ်အဖြတ်တစ်ခုအကြောင်းပြောချင်ပါတယ်။ဒါကတော့ငွေဖြတ်ပါ။ဝိဇ္ဇာလံကိုအဓိက ဖြစ်တဲ့ငွေဖြတ်ပါ။တချို့တချို့အဖြတ်ဝိဇ္ဇာတွေမိစ္ဆာအဖြတ်နဲ့တည်းဟာဝိဇ္ဇာလံကိုလိုက်ဝိဇ္ဇာအကျင့်အားထုတ်တဲ့ပွားများတဲ့ပုံကိုယ်တွေကိုမပေါ့မြောက်စေလို့လို့မနာလိုဝင်တို့မနာလိုမရှုစိတ်နဲ့အခါ ဲ့ဒီပုံကိုကိုသာသနာပြုဖျားတီចောင်းဆောင်နိုင်မှုလက်လာပါဖွင့်ပေးသလိုနဲ့ဝိဇာတို့ရဲ့အချင်းမြန်လန်းစဉ်မပြတ်ပြတ်အောင်ပထမဆုံးအဖြစ်လက်နဲ့ဖြစ်တဲ့ငွေနဲ့သွေးဆောင်ဖျားရောင်ဖြစ်စီပါလေမိမိဘဝတသက်တာမှာဘဝတစ်လျှောက်လုံးမှာတစ်ခါမှမကင်ဘူးခဲ့ရတဲ့များစွာတဲ့ငွေကြေးဥစ္စာဒဏ်တွေမိမိဘဝမိသားတန်တစ်လျှောက်ဒီလောက်ငွေကြေးပြည့်စုံချမ်းသာတာမတွေ့ဘူးမခံစားခဲ့ဖူးရတဲ့များပြားနှောက်စွာသောဝင်ငွေတွေပတ်စံတွေနဲ့ သုံးခြင်းတလုံးသုံးဖြုံးခြင်းတလုံးဖြုံးမယ်ဆိုပြီးလက်လာပါမှန်တက်ပြီးတော့စီးစင်ဥစ္စာရွှေငွေခန်းစားတဲ့အခါပို့လောဘတွေတက် ပို့ပြီးတော့အလိုဆန္ဒတွေ နောက်ကိုလိုက်ကိုယ့်ရဲ့အဓိကရည်ရချက်ပျောက်သွားတတ်ပါလေနောက်ကြတော့ဒီပုဂ္ဂိုလ်ဟာငွေနောက်ပတ်စံနောက်ကိုသာတကောင်းကောင်းလိုက်ပြီးငွေလောဘပတ်စံလောဘတွေထက်ခါထက်ခါတက်လာပြီးနောက်ဆုံးအကျင့်လည်းဂယုမဆိုင်မှန်အောင်မကျင့်ပညာကိုလည်းဂယုမဆိုင်သီလတရားလည်းမလုံးဂျုံပဲအကျင့်ပြတ်သီလပြတ်တမာတိပြတ်နောက်ဆုံး မိမိအားထားကျင့်ဆောင်တဲ့ဝိဇာလန်ဝိဇာအကျင့်ပျက်စီးဆုံးရှုံးရပါတော့တယ်ဒီလောကကြီးဟာငွေမြမြဆဆဝင်လာရလာခြင်းလောကမှာအိ္ສາတရာလိုထမ်းရတဲ့ဘဝမျိုးဖြစ်ရပါတယ်အဲ့ဒီခါလူတိုင်းရနိုင်တဲ့ငွေကြေးပြည့်ပြည့်စုံတဲ့ကာလမှာဘဝနဲ့လောကရန် လောကရန်နဲ့သူတော်ကောင်းတရားတို့ကိုနားမလည်ရင်စကားပြောမောက်ပါတယ်မာမာနထောင်လွှားတယ်ကိုကျင်းစာတရားခေါင်ပါတယ်ကြီးနိုင်ငယ်ချင်းလှုပ်တက်လာတယ်အရေးအကြောင်းငွေနဲ့တိုင်ထွာလာတယ် ဒါအပြင်အရက်သေးဆောင်မူရစ်စေဝါသုံးဆွဲစင်ခံလာတယ်။နောက်ဆုံးမှာကာမဂုဏ်မှီဝဲပြီးတော့ငွေနဲ့ဖြက်စီတက်လာတယ်။ဒီအကျင့်ဒီနဲ့ဖြစ်လာတာဟာဝိဇာအကျင့်လားဝိဇာလမ်းစဉ်လားအတူရောင်လမ်းစဉ်တွေရဲ့လမ်းစဉ်ဆိုတာလားရှင်းပါပြီ။ဒီနေရာမှာငွေနဲ့ပတ်သက်ရင်အများအပြားဝင်ငွေကောင်းရပါလို့ဤလက်လွန်ထားတဲ့ငွေတွေအမြန်ဆုံးပြန်ရလိုပါဤစီးပွားရေးဝင်ငွေအထူးကောင်းပါစေ။ သိန်း900စုကြီးအမြန်ပေါက်ပါစေအမျိုးမျိုးစုတွေတောင်းပါတယ်လက်လာဘကိစ္စကိုလူများဟာမျော်လင့်တောင်းတကြပါတယ်ဒါအမှန်ပါပဲအဲ့ဒီခါမှာဘသူကပေးလို့ပေးမှန်းမသိဖြာရောင်းလို့ဖြာရောင်းမှန်းမသိလှက်ပက်လို့လှက်ပက်မှန်းမသိဖြစ်တတ်ပါတယ်အဲ့ဒီမှာဝိဇာလန်စင်ဝိဇာအကျင့်မြတ်ကျင့်နေတဲ့ပုံကိုမှန်သမျှငွေကြေးပေါများစွာဝင်လာရင်ပဲငါ့ကိုအထက်ပုံကိုတွေကပေးတာဘဘူးအောင်ကပေးတာ သူမဲတော့သူအသက်တည်နေတဲ့မိကမားစားတာဒီလိုထင်ကြမြင်ကြပါလေဟုတ်တာမဟုတ်တာအပထားပါကို့အစွဲနဲ့ကို့ကို့ထင်ရမြင်ရပြောကြဆိုကြအာရဝန္တာဖြစ်ကြနဲ့ရှိကြပါလိမ့်မယ်တကယ်လို့သာမိမိကြင့်ကြံအားထုတ်ပွားများတဲ့ဝိဇ္ဇာအကျင့်ဝိဇ္ဇာလန်းစဲပျက်စီးရပျက်စီးကြောင်းအတွက်မိမိကငွေကိုနှစ်သက်မှန်ကြိုက်မှန်သိလို့ဖြောဝိဇ္ဇာတစ်ပါးပါးက၎င်းမိစ္ဆာအဖြစ်နဲ့တစ်ပါးက၎င်းမိမိနဲ့နေစရာအဥ္စာဆောင်တိုက် တခုခုကလကောင်းမိမိကိုငွေနဲ့ပေါက်ဖြက်စီးလိုက်တာကိုဘယ်သူမှတွေးမိထင်မိမှမဟုတ်ပါဘူးယာဂိုင်းလုံးနဲ့ကြည့်ပြီးပိုင်းဖြစ်မယ်ဆိုရင်ပိုင်းဖြစ်ပုံဤကိုလည်းပြောပြခြင်းပါလေဝိဇာပရပညာနတ်အကျင့်သီလသိက္ခာဘုဒ္ဓအတွေ့အကြုံတွေအရာဆိုရင်တော့သာသနာပြုဖို့အတွက်လက်လာပါဖွင့်ပြီးငွေကြေးပြည့်စုံအောင်ကုညီမဆနိုင်မှုအားဟာရာဂိုင်းလုံး25ရာဂိုင်းလုံးသာရှိပါတယ် ကျင့်ကြံပွားများအားထုတ်မှုပျက်စီးအောင်တိလသမารီပျက်စီးအောင်မိမိအားထုတ်တဲ့ဝိဇ္ဇာအကျင့်မြတ်လမ်းစဉ်မပြတ်ပြတ်အောင်လှည့်ပတ်ဖြားရောက်ငွေကြေးပြည့်စုံအောင်ကုညီမဆောင်မှုအားဟာ85ရာခိုင်နှုန်းဒီအကောင်းပါလေဒါဟာရာခိုင်နှုန်းနဲ့ချိန်ထိုးပြတာပါဒါကြောင့်မိမိဘဝမှာထူးထူးခြားခြားငွေကြေးတွေပြည့်ပြည့်စုံတာဟာအကောင်းဖြစ်ဖို့အတွက် ာသနာပြုဖို့အတွက်မိမိဘဝသီလကျင့်စဉ်လမ်းကိုမပြတ်ပြောင်းဖြစ်စေဖို့ကပုံမူသေးချာနေကြောင်းသတိပြုရပါမယ်။ဒါကြောင့်အစစ်မှန်တော့ကုညီမဆမှုအား25ရာခိုင်နှုန်းထက်မပိုပါဘူး။အဖြစ်အစီအတွက်မပြတ်ပြောင်းဖြစ်စေဖို့ကုညီမဆမှုအားဟာ85ရာခိုင်နှုန်းထက်ပိုကြောင်းအထူးသတိထားပြီးလေလံပတ်သားသင့်ပါလေဆိုပြီးတော့ပြည်မျိုးဝေပုံလာရမဆရာတော်ဖခင်ကြီးကလည်းဝတ်ဆိုခဲ့ပါတယ်။အတိတ်ထံတဲ့အဖြစ်မှာ ဒီအများစုကြုံတွေ့ရတဲ့အဖြတ်လေးတစ်ခုကိုပြောပြခြင်းနဲ့ဗျာတစ်ခုဦးနဲ့တူကတော့တူမှာမဟုတ်ဘူးပေါ့ဥမာဗျာတချို့ဒိဋ္ဌံဝင်တဲ့သူတွေကမိမိယူထားတဲ့ဒိဋ္ဌံကိုမေ့တဲ့အထိဖြစ်တတ်တယ်ဥမာညာ9နိုင်မှာဆိုဗျာမေတ္တာတော့ကိုးကောက်ရွံ့မဲ့ဒိဋ္ဌံဝင်ထားသူဆိုရင်ညာ9နိုင်အချိန်မှာအလုံးရှုပ်စရာအကြောင်းတစ်ခုကိုပေါ်လာပြီးအချိန်လွန်သွားခြင်းဖြစ်တတ်တယ်ဒိဋ္ဌံပြုလို့စဉ်ဖြတ်တဲ့ဖြက်ကတော့မျက်စိမှိတ်ပြီးပရိစိနေတော့ဟိုနာရဒီနာရဟိုကောင်ကိုက်ဒီကောင်ကိုက်တယ်လို့ပေါ်လာတတ်တယ်လို့ခံစားရပါတယ် ဲ့ဒီလိုခန်းစားရပြီဆိုရင်စိတ်နေတဲ့ပဒီခဏရစက္ကန့်20လောက်ညိမ့်ပါပိုးကောင်ထင်ပြီးခန်းစားနေရတဲ့နေရာကိုလက်နဲ့ပုတ်ဖို့မကြိုးစားပါနဲ့ကြိုးစားရင်တမာတိဖြစ်ပါလေနောက်တစ်ခုကမိမိကိုယ်ကိုဇရဏအကောင်နဲ့ထင်ပြီးလူပြည့်တဲ့နေရာဌာနတွေမှာ အဖို့မပါတကူဒီပဒီသွားစေခြင်းမှာအဖို့မပါပဲလူပြည့်တဲ့နေရာဌာနဖြစ်တဲ့စေဒီတွေသင်ကြားနေမှာအရေးဆုံးပြီးပဒီသွားမစိတ်သင်ပါဘူးအခက်မသိရူးတဲ့အထိတောင်ဖြစ်နိုင်ပါလေမိမိမှာတမာတိအာအခြေခံလည်းမရှိပဲလူပြည့်တဲ့နေရာလူသူဝေးတဲ့နေရာမှာ လူမနည်းသူမနည်းဖျားစီတီဒီမှာအားမထုတ်သင့်ပါဘူးအလွန်အနေရများပါလေအပြည့်မဟုတ်ရင်တော့မှမသူတော်တွေနဲ့တွေ့ပြီးတော့ရန်လောက်ခံရတတ်ပါလေဒါကြောင့်ဒိဋ္ဌံဝန်တိုင်းပြည့်ပြတ်သွားတယ်ဘာဖြစ်လို့ပြည့်ရတာလဲတချို့ကလည်းဒိဋ္ဌံပြည့်လို့ပြတ်မှန်းတော့မသိဘူးကျွန်တော်တို့မြတ်စွာဘုရားရှင်တော်မှာဘောဓိပင်နဲ့ရွှေပလင်မြားခင်မာနအဖြစ်ကိုတွန်းလှန်ခရရသေးတာမဟုတ်တာကောင်းတာလောက်တိုင်းအဖြစ်ဆိုတာရှိမှာပါဒါဟာလောကနိယာမဆိုရင်မှားပါဘူး ဒိတ်ထံပါလို့ပြရလဲဆိုရင်မနိုင်ဝထမ်းမိလို့လေးလေးနက်နက်မထားလို့အဖြစ်ကိုအဖြစ်မှန်းမသိလို့လို့ပြောရပါမယ်။မနိုင်ဝထမ်းမိလို့ဆိုတာဗျာကိုမန်တကယ်ပြုတ်လုံနိုင်တဲ့ပမာဏထက်ပိုပြီးဂရီးပြူမိတာပါ။ဥမာတနေ့ကိုဒီကရာအခောက်ရေတရာရွတ်မယ်ဆိုပြီးကိုကပြောတယ်။ဒါပေမဲ့မိမရွတ်နိုင်တဲ့အခါအခောက်ရေကိုဒိတ်ထံယူမိတယ်။ဒါကြောင့်မိမိတကယ်ပြုတ်လုံနိုင်တဲ့အချိန်ရေအခောက်ရေပဒီဘက်ကိုသာဒိတ်ထံယူတင်ပါလေ။ ောက်တစ်ခုကလေးလေးနက်နက်မထားမိတော့ပါတရက်ကိုပရိကိုဘတ်နှုတ်ကိုရအတိတ်ထံယူတဲ့အကြောင်းတစ်ခုကြောင့်ကျမ်းမာရေးကြောင့်၎င်းအတိတ်ထံပရိစိန်အိပ်ပျော်သွားတဲ့ပရိပတ်မပြေဘူးရတယ်နောက်ရက်မနေ့ကကျန်တဲ့ပရိပတ်ပေါင်းစိန်မဲ့အဲ့ဒီလိုမျိုးမရပါဘူးအပိုလိုကွက်တီမရှိဖြစ်ရပါလိမ့်မယ်နောက်တစ်ခုက အဖြတ်ကိုအဖြစ်မဲမသိလို့ပါတခြားအခြေဆိုကျွေးမဲ့ဝိုးမဲ့သူမပြောနဲ့ဗျာလဖေးတော်အလကားတိုက်မဲ့သူမရှိတဲ့ချင်းအတိတ်ထံဝင်ပြီးဆိုတော့ ਨੇ ဘီအာတိုက်မဲ့သူအရက်တိုက်မဲ့သူလဖေးဆန်ခုသူ KTB ဈေးခေါ်သူတွေအလျော်လို့ပေါ်လာပါတယ် အားနာလို့မငင်းမီပြတ်ပါပဲဒါမှမဟုတ်မိမိရဲ့စိတ်ကလည်းလိုက်သွားမီပြတ်ပါပြီဒါဟာအဖြစ်ကိုအဖြစ်မဲမသိတဲ့အဖြစ်ပါဒါကြောင့်ဒီလိုတွေကြောင့်လည်းဒိတ်ထန်နေဟာပြတ်တက်တယ်လို့ပြောပြချင်ပါတယ်ဗျာ